မင်္ဂလာပါရှင်ရန်ကုန်သူ Oreo Channel ကကြိုဆိုပါတယ်ဒီနေ့မှာတော့စာရေးဆရာသတို့ဒီဇာရဲ့ကာကျိုးရှုပ်တဲ့တစေဝိထုဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်နားဆင်ပေးပါအောင်ရှင်ကာကျိုးရှုပ်တဲ့တစေလူတွေကတတော်ရည်စရာကောင်းနေအသက်မဲ့တဲ့တသားကိုအယုတ်ဖြစ်အောင်ထုကျိုးတွေနဲ့ဆိုင်ပြီးသူတို့ခိုင်းချင်အခိုင်းလို့ရနေတာကိုပဲအောင်မြင်ခကြည့်ရဲ့လို့အဟုတ်ကြီးထင်နေကြတယ် ပြီးတော့သူတို့ကိုသူတို့အမှုပညာရှင်ဆိုပြီးတော့ကြွားဝါဂုံယူလိုက်ကြသေးရဲ့ကဲတစ်စိတ်လောက်ငါထောင်ကြည့်ကြပါဦးအယုတ်ကို လူနဲ့တူအောင်လုပ်မဲ့အစားလူကိုအယုတ်နဲ့တူအောင်လုပ်ကြည့်ကြရင်မကောင်းဘူးလားဘာဘလို့လုံးမှာလဲဟုတ်လားတတော်သုံးသေးရပဲလူရဲ့ခန္ဓာကိုယ်ဟာထုစစ်ပြီးသားအယုတ်တရုတ်ပဲမဟုတ်လားအချိုးဆက်နေရာတွေကိုခုတ်တင်နာခုတ်ဖြတ်တင်နာဖြတ်ပြီးအပေါက်တွေဖောင်မယ်ပြီးတော့ကျိုးတွေနဲ့ချိန်မယ် လူခန္ဓာကိုယ်အစိတ်ပိုင်းတွေအလုံးကိုအဲ့လိုခုတ်ဖြတ်ဖောက်လီးပြီးကြိုးတွေနဲ့ထိန်းချုပ်ထားလိုက်နိုင်ပြီဆိုရင်ကိုလိုရာခိုင်းလို့ရတဲ့ရုပ်သေးတရုပ်ရပြီပေါ့ကခိုင်းခြင်းသလားငိုခိုင်းခြင်းသလားကြက်ရာကိုခိုင်းလို့ရတယ်ကြည်စမ်းဘလောက်တောင်ပြောစရာကောင်းလိုက်မလဲလို့ကိုစေရဲ့ခိုင်းစေချက်အတိုင်းသူ့ခန္ဓာကိုယ်တစ်ခုလုံးကကြိုးတွေဟာသူ့ကိုအမျိုးမျိုးစေစားနိုင်မှာမဟုတ်လားကဲမင်းကရုပ်သေးတရုပ်မဖြစ်ချင်ဘူးလား ဖြစ်ချင်းမင်းရဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးငါ့ကို ပုံအပ်လိုက်လေဟော်ဒီမှာဓာရီလန်ရီစောက်တွေးလွန်ဘူးတွေနဲ့ကျိုးမြူမြူကမင်းကို ပုံစံပြောင်းပေးဖို့အသင်ဆောင်နေကြတယ်။ဘာလဲမင်းကြောက်သွားပြီမဟုတ်လား။အစကားပြောတာပါတကယ်မလုပ်ပါဘူး။မင်းတို့လူတွေစဉ်းစားကြည့်ဖို့ပြောတာပါ။အငြင်းလန်လူရဲ့ဘက်ကကြည့်ပဲအမှန်လို့အောက်မေ့မနေနဲ့။တခါတလေလဲအယုတ်ရဲ့ဘက်ကနေတွေးကြည့်ပေးပါဦး။ ဟူ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 ချစ်တဲ့နွေကသူမရဲ့အမွာညီမဖြစ်သူလှဲ့မကြည့်ပဲမနေနိုင်အောင် တမင်နဲ့တန်သေးတန်ကြောင်လုံနေလင်းလက်ကျဲကစာအုပ်တအုပ်ကိုစိတ်ဝင်စားစွာဖတ်နေရမှဘာသာဘာလဲဟူတွေကလှဲ့ကြည့်လိုက်အမွာညီမဖြစ်သူချစ်တဲ့နွေဤမျက်နှာရှည်တွင်ကွဲနေသောကြီးမသည် PK ဘူပေါင်းမိမိကြီးတလုံးကို တွေ့လိုက်ရသည်ချစ်တဲ့နွေတယောက် PK ဘနက်ခုတော်စားပြီးဘူပေါင်းမှုတ်ထားသည်မသိ ဘူပေါင်းကြီးအရွယ်အစားကမျက်နှာကိုပင်ကွယ်နေလေသည်မစိုးပေါင်းတော်တော်ကြီးအောင်မှုန့်နိုင်သားပဲလင်းလက်ကျဲကစိတ်မပါပဲချီကျူးသလိုပြောလိုက် ထို့နောက်အလစ်တွင် ရုတ်တရက်လှမ်းပြီးဘူပေါင်းကိုဆက်ခနဲဖောက်ပြစ်လိုက်သည်ဟဲ့ချက်သက်ညွယ်ကအလံတကြားအော်လိုက်ပောက်သွားသောဘူပေါင်းမှာ PK အစနာများကချက်သက်ညွယ်ဤပါးရနှင့်မေးစီများပေါ်တွင် လွင်စင်တွေကပ်ကပေးကြံသွားသည်ဒါဝင် လင်းလက်ကျဲကသဘောကျစွာရီမောလိုက်ပြီးကဲဒါမှကောင်းတယ်မှတ်ကြရောမဟုတ်လားဟုထစ်ထင်းငုံငော့ပြောလိုက်ချစ်တန်ရွေကအယမ်းစိတ်ဆိုးသွားသည် သူမကလင်းလက်ကျဲဤလက်ထဲမှဖက်လက်ဆာဆာအုပ်ကိုဆက်ခနဲဆွဲယူကပိတ်ပစ်လိုက်ထို့နောက်ကဲကောင်းတယ်လို့ပြောချင်အောင်လေအခုနင်ဖက်လက်ဆာဆာနဲ့နာဘယ်ရောက်သွားပြီလဲဆိုတာမသိတော့မဟုတ်လားလင်းလက်ကျဲတယောက်အဲ့ဒီလူမျိုးဖက်လက်ဆာဆာမျက်နှာပျောက်ပျောက်သွားတယ် အယံစိတ်ဆိုးတမှန်သူမကောင်းကောင်းသိသည်ထင်ထားသည့်အတိုင်းပဲလင်းလက်ကျဲကဒေါသတကြီးအော်ဟစ်ခါစာအုပ်ကိုပြန်ယူလိုက်သို့တိုင်ချစ်သက်နွယ်ကမကြေမနက်ဖြင့်ဘာဖြစ်လို့ငါ့ဘူပေါင်းဖောက်ပစ်လိုက်ရရလဲအဲ့လောက်ဘူပေါင်းကြီးကြီးရဖို့ဘလောက်စူးစမ်းပြီးမှုတ်ထားရရထင်လဲပီကေအစနာများကသူ့ရဲ့မေးစေးပေါ်တွင်ယခုတိုင်ကက်နေသေးစေလင်းလက်ကျဲကနှက်ခမ်းကိုမဲ့လိုက်ပြီးချစ်သက်နွယ်ဤစကားကို အလေးမထားဟန်ဖြင့် အောင်မွန်နင်းဘူပေါင်းကဘလောက်များကြီးလို့လဲဟိုတနေ့ကငါမှုတ်တဲ့ပီကေဘူပေါင်းကအဲ့တဲ့အများကြီးပိုသေးတယ်ငါတော့မယုံပါသူတို့အမှန်ကြီးမှနေအပြန်အလှန်ခွန်ကြီးခွန်လေပြောနေကြသည်ဟိုမိခင်ဖြစ်သူတော်နော်နယ်လင်းကကြားသွားပြီးစိတ်မရှိပုံဖြင့်တမီးတို့ကလည်းကွယ်ခလေးမဟုတ်တငယ်မဟုတ်နဲ့ပီကေဘူပေါင်းမှုတ်တာကိုတော့အပြန်ဆိုင်လုံနေစရာလားတကယ်မှပဲတမီးတို့ကတယောက်နဲ့တယောက်ပြိုင်နေရမှမဟုတ်ပဲလင်းလက်ကျေ မပွင့်တပွင့်ပြန်ပြောလိုက်ပြီးနောက်သူမ၏စာအုပ်ကိုဖက်လက်စနေရပြန်ရှာကဆက်ဖက်နေသည်သူမ၏ပခုံးမော်ကစံရွယ်များကတော့ပဒင်းပေါင်းမှတိုးဝင်လာသောလေဝှေ့တွင်ရိမ့်ွယ်လှုပ်ရမ်းလျက်ရှိသည် တကယ်တော့သူတို့အမွာညီမနှစ်ယောက်စလုံးမှာပဲရှီလျားဖြောင်းဆင်းသောသပင်များအတီးတီးရှိကြသည်လင်းလက်ကျဲကသပင်ကိုရံဖန်ရံခါကျက်ဆံမိကြည်လေရှိသည် ထို့သောပုံစံမတူသည့်အချိန်များမှာသာလျှင်သူတို့ညီမနှစ်ယောက်ကို ခွဲခြားမှတ်မိနိုင်ခြင်းဖြစ်သည်။သဘင်ပုံစံသာမကွဲပြားပါကသူတို့၏အမေအရင်ကိုယ်တိုင်ပင်မနေခွဲယူရလောက်အဆဆာအယယာတက်ထက်တဲ့ချွတ်ဆွတူလွန်၏။နဖူးကျဲပုံမျက်နှာတွယ်ပုံချင်းလဲတူကြ၏။ဝိုင်းဆက်သောမျက်လုံးများကလည်းတက်ထက်သေးပင်နောက်ဆုံးကုန်ကုန်ပြောရရင်သူတို့ရည်လိုက်သည့်အခါတိုင်းပပင်များပေါ်တွင်ပချိုင်တစုံစီရှိနေပုံကအစားတစိုးတစည်းမှမလွဲအောင်တပုံစံနဲ့တူကြသောအမွာညီမနှစ်ယောက်ပင်ဖြစ်၏။ ချွေရင်းချက်တစ်ခုရှိသည်မှာသူတို့ညီမနှစ်ယောက်စလုံးနဲ့နာရန်များကတိတ်မလာကြ အနေငယ်ပွားတရားရှိသည် နောက်ပြီးသူတို့နှစ်ယောက်စလုံးကလက်ရှိအရတက်အနေငယ်ပုံမြင့်ကျင်ကြသည် လင်းလက်ကြီးအချစ်ဆုံးတငယ်ချင်းမိုးတန်နာဆိုရင်ငါဘေးရှစ်လက်မအထိရှီလျားတွယ်လျားသောအရက်အမောင်းရှိသည်လင်းလက်တို့အမွှာညီမကတော့မိုးတန်နာထက်သုံးလက်မခန့်နေနောက်ပြီးရှစ်နှစ်ဆိုရင်သူမတို့နှစ်ယောက်စလုံးအသက်20ပြည့်တော်မူချေရာ ထပ်ပြီးအရက်ရှိလာဖို့တိတ်မျောလင်းနေမြင်ရတော့ပြီချစ်သက်နယ်ကသူမဤပါပြင်းနဲ့မေးပြတွင်စေကပ်ပေးချမ်းနေသော PK အစနာများကိုလက်ခုံဖြင့်တိုက်ကပုတ်သက်ရင်ငါမျက်နှာမှာ PK တွေပြောင်းသွား၏လားဟွန်းဟွန်းကြံသေးရဲ့နှင်းစပင်မှာဟဲ့ဒုက္ခပါပဲချစ်သက်နယ်ကအလံတကြားရေရွတ်လိုက်ရင်သူမဤစပင်ကိုလက်ဖြင့်ပြပြတလဲလဲစမ်း၏သို့သောမြည်သည့် PK အစနာများပေးကပ်နေခြင်းမရှိပါ လင်းလက်ကျဲကသူညမကိုကြည်ကသဘောကျစွာလှောင်ရည်လိုက်ရင်ကဲအညာခံရပြီမဟုတ်လားနင်ဟာလေးအလိုက်တာလွန်ပါရောနင့်ကိုလှိမ့်ခြင်းလွယ်လွယ်လေးပဲထိုစကားကြောင့်ချက်သက်နွယ်ကအကြီးအကျယ်ပေါက်ကွဲသွားပြီနင့်ဘာဖြစ်လို့ငါ့ကိုအမြဲတမ်းအကျင့်ယုံနေရလဲဘာငါအကျင့်ယုံတယ်ဟုတ်လားငါလောက်စိတ်ကောင်းနှလုံးကောင်းထားတာငါပဲရှိရဲ့မယုံရင်ကြိုက်တဲ့လူမေးကြည့်လင်းလက်ကျဲကမထီတီးပြန်ပြောလိုက်သည် ချက်သက်နွယ်ကတော့ခြေနှစ်ဖက်ကိုစောင့်ကားမိခင်ဖြစ်သူဒေါ်နွယ်နွယ်လင်းဘတ်သူလှဲ့လာမမေဒီလောက်စိတ်ပုတ်တဲ့သူနဲ့တမီတခန်းနဲ့အတူမနေနိုင်ဘူးတမီအတွက်အိတ်ခမ်းတက်တက်ခွဲပေးနော်မမေနော်အေးပါတမီရဲ့နောက်တော့လှုပ်ပေးပါပေါ့မိခင်ဖြစ်သူပါစိတ်ရှုပ်ဟန်းဖြင့်ခက်ဆက်ဆက်ပြောလိုက်သည်ချက်သက်နွယ်ကဟွန်းမမေကပြောလိုက်ရင်ဒီလိုချီပဲဟဲ့ဒီလိုမပြောလို့ငါကဘာသွားလို့ရမှာတော့အိမ်ထဲမှာနေရအပိုးဆိုးလို့တလက်မစားတော့မကြံတော့တဲ့ဥစ္စာ ဒီကလေးတွေနဲ့ခတ်တော့တာပဲတော်နွယ်လင်းကညင်းညင်းညူညူပြောရင်အိတ်ခမ်းပရင်ပေါက်ကိုဖွင့်ကကြမွေးတပြက်စီဖြင့်ဖုံးတုပ်သည် နူးညံ့သောနေရောင်ကြီးကပရင်ပေါက်လိုက်ကားပါစဘောသို့နှွေးထွေးစွာကြာနေလေသည်တော်နွယ်လင်းကလိုက်ကားစကိုခြီလိုက်ရင် ကြည်စမ်းမောင် အပြစ်မှာဘလောက်တောင်နေတာလိုက်တယ်လဲလို့ကိုင်းညီတို့နှစ်ယောက်ကအထိုင်ထဲမှာကုတ်ပြီးတကြက်ကြက်နဲ့ပါလုံနေကြရအောင်အပြစ်မှာသွားကစားကြစီ ဟာမမေရလဲအပြင်မှာသွားကစားရအောင်သမီးကခလေးမှမဟုတ်တော့တာနောက်တစ်နှစ်နှစ်နှစ်ဆိုရင်ပဲပွဲယူရတော့မယ်အရွယ်ရောက်နေပြီလင်းလက်ကျဲကပွားစီပွားစီဖြင့်အမေဖြစ်သူကိုစောတကတက်လိုက်ချက်သက်နွယ်ကတော့သူမကြီးမျက်နှာပြင်တစ်ခုလုံးကိုလက်ဖြင့်ပုတ်တက်ရင်ငါမျက်နှာမှာ PK တွေပြောင်းသွားပြီလားမပြောင်းတော့လဲဘာဖြစ်လဲဟာထားလိုက်စမ်းပါမျက်နှာပေါင်းတင်ပြီးသားဖြစ်သွားတာပေါ့လင်းလက်ကျဲကခန့်ငော့ငော့ပြန်ပြောလိုက် သူတို့နှစ်ယောက်အပြန်အလှန်ပြောနေကြသည်ကိုကြားရပြီးမိခင်ဖြစ်သူကတက်ပြင်းကိုချတာ။ကဲညီတို့နှစ်ယောက်နဲ့တော့ခတ်နေပါပြီ။တယောက်နဲ့တယောက်နည်းနည်းလေးမှတက်အောင်မနေနိုင်ကြဘူးလား။ထို့စဉ်ခွေးဟောင်းတန်းကို ရုတ်တရက်ကြားလိုက်ရသည်။ဒေါ်နွယ်နွယ်လင်းကဟဲ့ချက်ကြီးတကောင်တော့ဘာလို့များတွေ့လို့ဟောင်းနေပြန်ပြီလဲမသိဘူး။ချက်ကြီးဆိုဒီမှာသူတို့မိသားစုကမွေးမြူထားတော့အနဲ့ရောင်တယ်ရီယာခွေးသေးသေးလေးတကောင်ဖြစ်သည်။ ချက်ကီသည်ငယ်လွန်းသောကြောင့်လားမသိဘာကိုမဆိုမြင်လိုက်သည်နှင့်တသက်မဲမဲထိုးဟောင်းတတ်သောအချင်းရှိသည်ဒေါနနွယ်လင်းကဆက်၍ချက်ကီကိုလမ်းလေးပါလေးရှောက်ရအောင်ခြံပြင်ခေါ်ထုတ်သွားကြပါလားအာမမေကလည်းသမီးရောခွေးမကြောင်းမြင်ပါဘူးလင်းလက်ကျဲကနှကန်းစုကပြောရင် သူမ၏စောက်စီကိုသာမျက်နှာပြန်အပ်ထားလိုက်သည်ဒေါနနွယ်လင်းကအလိုတော့အပြင်ထွက်ပါဆိုတော့မထွက်ချင်ကြဘူးဟိုတလောတော့ကတော့အပြင်သွားဖို့စပီးမရှိရင် ညီးလိုပဲပေတော့မလောက်ဖြစ်နေကြရနဲ့စပီးအစ်စ်နှစီဝယ်ပေးခဲ့ရပါပကောဟောကြည့်စပီးတွေလည်းရရောတခါလဲချောင်းထိုးထားလိုက်ကြတယ်ပစံကုံနာပဲအဖတ်တင်နေလင်းလက်ကျဲကမိခင်ဖြစ်သူဤပြတောက်ပြတောက်ပြောနေတန်ကိုဆက်လက်ပြီးတီးမခံနိုင်တော့ဟန်ဖြင့်စာအုပ်ကိုဖြတ်ခနဲ့တိတ်လိုက်ခါဟုတ်ပါပြီဟုတ်ပါပြီပြောနေပါနဲ့တော့မမေရသမီးတို့ပဲမှားပါရဲ့ပြပြောဆူဆူဖြင့်ခိုင်းနေရမှထလိုက်ပြီချက်သက်နယ်ကတစ်ချက်လှမ်းကြည့်လိုက်ပြီး နင်ကစိတ်ပါသွားပြီပေါ့လေဘာလို့စိတ်ပါရပါလဲစပေးလျှောက်စည်းဖို့ပေါ့လေငါလဲလိုက်ခဲ့မယ်တက္ကသိုလ်အားကစားခွင့်ဘက်သွားရအောင်ဟာချစ်သက်နွယ်ရဲ့စကားကြောင့်လင်းလက်ကျဲကနှာခေါင်းကိုရှုံလိုက်ပြီဘာလဲအဲ့မှာညီမျိုးစုံများတွေ့ရမလားဆိုပြီးသွားချင်နေရမဟုတ်လားဟုတ်တော့ပါဖြစ်လဲချစ်သက်နွယ်ဟာရှက်ရှက်ဖြင့်ပြန်ငေါ်၏အခြေတင်ပြောလို့မဆုံးနိုင်အောင်ဖြစ်နေသော အမွာညီမကြောင့်မိခင်ဖြစ်သူမှာအတော်ပင် စိတ်ရှုပ်လာပြီး ကဲသွားမှာဖြင့်လဲသွားကြစမ်းပါညီတို့ကြောင့်ငါအုံနောက်တွေ၆လာပြီကဲသွားသွားမမေလဲဈေးဝယ်ထွက်စရာရှိသေးရဲ့မိခင်ဖြစ်သူရဲ့စကားအဆုံးတွင်ချစ်သက်နှွဲကမှန်နေရင်ကြည်ကစပင်ကိုလက်ဖြင့်တစ်ချက်နှစ်ချက်တတ်တင်လိုက်ပြီကဲသွားမယ်သွားမယ်လာလာပိတ်ချေးကြတဲ့သူအနူးဟုမခံကြအောင်អော်ဟစ်ပြီးအခန်းထဲမှဥအောင်ထွက်ပြေးလိုက်သည် လင်းလက်ကျဲကလည်းဟုံးခနဲထားကတကားဝကို ကိုတချမ်းဖြင့်ပိတ်ကွဲရင်းအလူရက်တိုးထွက်လိုက်ပြန်သည် သူတို့နှစ်ဦးသားဝုံခနဲ့ပြေးထွက်လာသည့်နှင့်တပြိုင်တည်းခွေးကလေးချက်ကီကလည်းတဟုတ်ဟုတ်ထိုးဟောင်းရင်းသူတို့နောက်မှပြေးလိုက်လာလေသည်။ကောင်းငင်ကတိမ်သားကင်းစင်ပြီးပြာလက်ရှွန်းဆူနေသည်။ဖြတ်တန်းတိုက်ခတ်လာသောလေငွေကလည်းနှွေထွေလက်ဆက်နေသည်။ဆောင်းရသည်ဟုပင်မထင်ရ။နှွေဥပေါင်းနေ့ရက်တည့်ရက်လိုမျိုးချိုမြိန်နေသည်။သူတို့အမွားကြီးမှနှစ်ယောက်စလုံးချမ်းကျက်တီရှပ်အင်ကြီးနှင့်ကာကီရောင်ပေါင်းမီတို့ကို ဝစ်စင်ထားကြ၏။လွင်လက်ကျဲလား စပိန်ထားသောကာကိုရောင်တကားကိုဖွင့်ရန်လက်လန်းလိုက်ပြီးမှရုတ်တရက်တုံဆိုင်သွားသည်။သူမ၏အကြီးကဟိုဘက်ချမ်းစီသို့ရောက်သွားတော့ကြောင့်ဖြစ်သည်။လင်းလက်ကျဲကသူတို့၏အိမ်နောက်ဖေးကွက်လက်ကိုကြောကတစ်ဖက်ချမ်းစီသို့လှမ်းကြည့်ရင်ဟောမကြီးစံအိမ်ဆောင်နေရပြီးအောင်ပြီးသွားပြီနော်။ဟုတ်တယ်အဲ့ဒီအိမ်သက်ကိုစပြီးဆောက်တာအရမ်းမြန်တာပဲ။အဝေါ်စရာကောင်းတယ်နော်။ချစ်တဲ့နေရာလေသူမငေးကြည့်နေတော့မြမလာသည်။တုံးထက်တိုက်တဲ့အိမ်သေးကြီးစီသို့ မျက်လုံးအကြည့်ကိုဝေ့ကြည့်ရင် ပြောလိုက်သည်ပြီးခဲ့သည်6လခန့်ကပင်ထိုနေရာတွင်ရှိသောအိမ်အဟောင်းကို အလုသမားများကဖြိုချပစ်ခဲ့သည်အိမ်သစ်ဆောင်ရန်အတွက်အုံမြစ်ချသည်ပင်ဘာမှမကြလိုက်သေးချေအခုတော့မျက်စိအောင်မှာပင်ကြီးမားသောသုံးထပ်တိုက်အိမ်သစ်တစ်လုံးရှုပ်လုံးပေါ်လာပြီအလုသမားတွေလည်းတရားမှမတွေ့ဘူးနော်ဒီကနေ့နားကြရတယ်ထင်လဲလင်းလက်ကျဲကပြောလိုက်သည် သူတို့နှစ်ယောက်သားဆောက်လက်စာအင်ကြီးစီတို့တရွေ့ရွေ့ရှောက်လန်းလာခဲ့ကြ၏စစ်တပ်တွေကဒီအင်ကြီးကိုဘသူတွေများပြောင်းလာကြလဲမသိဘူးနော်တကယ်လို့များငါတို့ညီမလိုရုပ်ချောချောအမွှာညီကိုနှစ်ယောက်များပိုင်ကောင်းပါဟဟွန်းနင်းနဲ့ငါမျိုးတော်တယ်ဆိုတာကို ဖြစ်နိုင်ရင်တော့ငါကမေ့ထားချင်တာလင်းလက်ကြီးခန့်ငော့ငော့ခိုက်ရီစကားများကိုစစ်တပ်တွေကတော့ကြားရဖန်များလွန်းသဖြင့်ရိုးနေလေပြီ။ သူတို့ညီမနှစ်ယောက်စလုံးသည်တယောက်နှစ်တယောက်အမွာညီမဖြစ်ရခြင်းကိုနှစ်လဲနှစ်ချိုက်သည် စိတ်လဲပြက်သည်အဘဲကြောင့်ဆိုသောရှိရှိသမျှအရာတိုင်းကိုတဦးတည်းအပိုင်နေရပဲနှစ်ယောက်မြားပြီးခွဲဝေခံစားသုံးဆွဲနေရသောကြောင့်ဖြစ်သည်ရုပ်ရည်ဆိုရင်လည်းနှစ်ယောက်အတူတူအဝိအစားဆိုရင်လည်းနှစ်ယောက်အတူတူအိတ်ခမ်းဆိုရင်လည်းတစ်ခမ်းထဲမှာနှစ်ယောက်အတူနေကြရသည် တခါတလေကြတော့လေတီတီတန်တန်မိမိဘသာတယောက်တည်းပိုင်ဆိုင်ရသောထူးခြားမှုမျိုးကို လိုချင်မိသည်မှာသူတို့နှစ်ဦးစလုံးဤတဘာဝကြသောစိတ်ကူးယဉ်မှုပင်ဖြစ်လေသည်ဘသူမှမရှိဘူးဟာလာဟာအခုလိုလူလက်တုံးအဲ့အင်တကြီးရဲ့ဝင်ပြီးကြည့်ရအောင်လင်းလက်ကျဲကပျော့ပျော့ဆူဆူဖြင့်ရှေ့မှခတ်သက်သက်ရှောက်သွား၏စစ်တပ်နှွေးကလည်းသူ့မှကိုမိအောင်ခြံဝင်းကိုဖြတ်ပြေးပြီးလိုက်လာသည် တိစိတ်မြင်းကြီးပေါ်မှာရှင်ညိုလေးတကောင်ကတုတ်တီးတုတ်ပြသွားနေသောမိန်းကလေးနှစ်ယောက်ကိုညီမောကြည့်နေ။အင်ချံဝင်းနှစ်ခုကိုပိုင်းခြားထားသောခြံစည်းရိုးပုံလေးပင်တန်းလေးကိုဖြတ်တန်းကရှောက်လာခဲ့ကြသည်။ဟိုနေရာတကွက်ဒီနေရာတကွက်ပုံထားသောဘီလက်မြေအိမ်များအုတ်ခဲများကိုလည်းကြော်ခွလာခဲ့ကြရသည်။ဆောက်လက်စာအင်တိကြီးတွင် အဝင်တကမာကြီးကို မတက်စင်ရသေးကြ။ ။ထို့ကြောင့်တကားပေါက်နေရာကိုပလတ်စတစ်ကြီးဖြင့်ကာထား၏။သူတို့ညီမနှစ်ယောက်ကပလတ်စတစ်ကိုမကငုံရှိုးပြီး ဝင်လိုက်သည်။အိမ်ထဲတွင်မှောင်နေ၏။အေးစိမ့်စိမ့်နဲ့ဖြစ်နေသည်။အသုံးပြုထားခါစတစ်သားလက်လက်ဆက်ဆက်တို့၏ဆွဲမှတ်ဖွဲအင်ရှင်နတ်တမျိုးကိုလည်းရှူရှိုက်ရသည်လင်းလက်ကျဲကတစ်သားရမ်းများတွင်တပိုင်းတစထွက်နေသောအိမ်ရိုက်တံများကိုလက်ညှိုးထိုးပြပြီ တတိထတန်ဆူးမယ်နော်တက်နေမီလို့တန်ဆူးမှဖြင့်မိခိုင်ပိုးဝင်ပြီးတခါတည်းရှော့သွားအောင်မယ်။နင်ကငါ့ကိုအဲ့လိုသိစေချင်နေရမဟုတ်လား။ချစ်သက်နွေးကပြန်ငော့လိုက်သည်။လင်းလက်ကျဲကမသိစေချင်ပါဘူး။မိခိုင်ပိုးဝင်ပြီးပါးစားဟာလို့မရပဲနေုံလောက်ဆိုတော့ပါပြီ။နင်စကားများငါတိမခံနိုင်လုံးလို့ချစ်သက်နွေးကတော့ဂီယူမဆိုင်။ကျဲဝန်းသောအခန်းကြီးတစ်ခန်းကိုလှက်ပတ်ကြည့်ရင်ဒီနေရာကအဲခန်းဖြစ်လိမ့်မယ်ထင်တယ်။ မျက်နှာချက်တွေကလည်းအမြင်ကြီးပဲနော်လင်းလက်ကျဲကလည်းအပေါ်ကိုမော့ကြည့်ရင်သူ့မျက်မှောက်ဤထင်မြင်ချက်ကိုထောက်ခံလိုက်ချစ်သက်နယ်ကပရင်ပေါအကျဲကြီးမှတဆင့်လမ်းမစီသူငေးကြည့်နေရမှပြန်လှည့်ကြည့်လိုက်ပြီအခန်းကြီးကအကျဲကြီးပဲနော်ငါတို့အိမ်ကအိမ်ခန်းတဲ့အများကြီးပိုကျဲသူတို့နှစ်ယောက်သားစကားတပြောပြောပြင်အခန်းတိုင်းအနှံ့ချက်ကြည့်ကြသည်ချစ်သက်နယ်ကနေရမှတွဲလောင်းကြနေသောဝါယာကျိုးများကိုလက်ညှိုးထိုးပြရင် ိုမိချိုးတွေကဆင်ပြီးသွားပြီလားမသိဘူးနော်တိတိချာချာသိအောင်မြင်သွားကြင်ကြည့်ပါလားကလင်းနဲ့ကျဲကအကြံပေးလိုက်ချစ်တဲ့နွယ်ကနေရင်သွားကြင်ကြည့်လေသူပြောရင်အပေါ်ထပ်သို့တက်ရင်ခြေလမ်းပြင်လိုက်သည် ထိုချိန်မှာပဲအတန်တန်ကို ကြားလိုက်ရလေသည်အံ့ဩသင့်မှုကြောက်ရွံ့မှုတို့ဖြင့်ချစ်တဲ့နွယ်၏မျက်လုံးများပြူကျဲသွားပြီးတယောက်ယောက်များရှိ ရှိနေသလားလင်းလက်ကျဲကလည်းအခန်းအလဲတွင်ကြက်သေးသေးကတောင်းပောင်ကြီးရက်နေသည် သူတို့နှစ်ယောက်စလုံးတုတ်တုတ်မှမလုပ်ရဲပဲနားဆွင့်ထားကြ၏ဘာသမ်းမြမကြရသို့သောခဏအကြာမှာပင်ခပ်ဖွားဖွားလျှောက်လာသောခြေတန်းကိုသူတို့နှစ်ဦးစလုံးကြားလိုက်ရလေသည်ခြေတန်းကတဖြည်းဖြည်းနီးလိုက်အိမ်ငယ်သို့ရောက်လာ၏ပြေးပြေးလင်းလက်ခြင်းပြောလိုက်သည့်စကားမဆုံးခင်မှာပင်ချစ်သက်ငယ်ကတကားပေါဝါရှိပလတ်စတစ်ဆကိုဆွဲမှာကအပြင်သို့တိုးထွက်နေလေပြီ ညီကြီးပေါ်သို့ခြေချမိသည့်နှင့်တပြိုင်နက်နောက်ကြောင်းကိုပြန်မကြည့်ပဲတဟုံထိုးပြေးလျော်၏။လင်းလက်ကျဲကနောက်မှပြေးလိုက်လာသည်။နောက်ဖြုံးခနဲအိနယံဘေးနာတွင်ရက်လိုက်။ဟဲ့နေုံနေုံဟိုမှကြည်စမ်း။တစုံတစ်ခုကိုမြင်သွားသော လင်းလက်ကျဲကညမဖြစ်သူကိုလှမ်းခေါ်ကပြလိုက်။အိမ်ပေါ်ပရင်ပေါက်မှတွေ့ဆင်းလာသော ရှင်ညူလေးတကောင်။ရှင်ကလေးကနေရန်ပေါ်မှနေ၍မြေကြီးပေါ်သို့ခုန်ချပြီးနောက်တစ်စိမ်ပင်ကြီးရှိသူ လက်ကနေပြေးသွားလေတော့သည်လင်းလက်ကျဲကရီမောလာရင်ဘာမှမဟုတ်ပါဘူးဟာရှင်ကလေးပါစစ်တပ်နယ်ကတော့ပုံနေရိပ်ပင်နန်းနာစီမှတွန့်ဆုပ်တွန့်ဆုပ်ဖြင့်ပြန်လှည့်လာရင်မြင့်ဟာကတေချလို့လားငါစိတ်တင်ပြောရရင်ရှင်းမဟုတ်လောက်ဘူးထင်နေခြေတန်းကနည်းနည်းကျဲဟာပြောပြောဆိုဆိုဖြင့်လင်းလက်ကျဲရှိရာစီတို့ခဲ့ကြည့်လိုက်သည်ဟင်းလင်းလက်ကျေကိုမတွေ့ရတော့တဲ့ဖြင့်သူမရှင်ထိတ်သွား၏။လင်းလက်ရည်နင်ပမာလဲ ငါဒီဘက်မှာဟာအိမ်ဘေးကိုလာခဲ့အတန်ကြာရရှိသူမှန်းစာပြီးလိုက်သွားသည်ခြံတောင်ဆုံးရှိ အမိုက်ပုံကြီးအငီတွင်လင်းလက်ကျဲကို တွေးလိုက်ရသည်လင်းလက်ကျဲဤပုံတရံကအမိုက်များကြမှာတစုံတရာကိုငုံကြည့်နေပုံမျိုးချစ်သက်နွယ်ဤစိတ်ထဲတွင်ထူးဆန်းသလိုခံစားရသောကြောင့်ထိုနေရာသို့ခတ်တသွက်ပြေးသွားလာရင်လင်းလက်နှင်ပါဖြစ်နေရလဲအဖြေစကားတမ်းမကြရချစ်သက်နွယ်ကကြောက်ကြောက်ရွံ့ရွံ့ဖြစ်ဖြစ်ရှေ့သို့ တလှမ်းချင်းတိုးသွားလိုက်သည်လင်းလက်ကျဲကအမိုက်ပုံအောင်မှတစုံတရာကိုဆွဲထုတ်နေဘာလဲအဲ့ဒါဘာလဲပြပြဆူဆူဖြင့်ချစ်သက်နွယ်ကလှမ်းကြည့်လိုက်ရာထိတ်လန့်ဝဲရမြင်ကွင်းတစ်ခုကိုမြင်လိုက်ရလေတော့သည်ခလေးငယ်တယောက်ဤဦးကောင်ခြေရီလက်တွေကအသက်မဲ့စွာစံကားလျက်အာချစ်သက်နွယ်ဟာအမိုက်ပုံအောင်မှခလေးတယောက်ဤမလုံးမရှက်ခန္ဓာကိုယ်ကိုကြည်ရင်ခြောက်ချားစွာအော်ဟစ်လိုက်လေတော့သည်လင်းလက် ချစ်သက်နယ်ကရင်ကောင်းတန်ကြီးဖြင့်အထိတ်တလန်းလှမ်းအော်ရင်သူသူအသက်ရှိသေးရဲ့လားဟုအလောတကြီးလှမ်းမိလိုက်သည်လင်းလက်ကျဲကလည်းထိုကလေးကိုပွေယူလိုက်ရင်ဟင်းရင်တတ်မရှိရောဘူးဘာချစ်သက်နယ်အော်ချောက်ချားမှုဖြင့်ရေရွတ်လိုက်တန်ကကျေလောင်သွားသည်တို့တော့လင်းလက်ကျဲကပြောင်ဆက်ဆက်နည်းနည်းလေးဖြင့်လှဲ့ကြည့်ရင်ဟုတ်တယ်လေအသက်မရှိဘူးဘယ်ရှိပါမလဲသူကအယုတ်ပဲဥစ္စာဘာပြောတယ် ချစ်သက်နွေအမေကိုလင်းလက်ကျဲကပြန်မဖြေတော့ပဲလက်ထဲမှာတစ်သားယုတ်ကြီးကိုသာမြောက်၍ပြလိုက်ထို့နောက်ဒီမှာကြည့်လေတကယ်ရုပ်သေးစင်မှာတုံးတဲ့တငယ်တော်ယုတ်ဟာတယောက်ယောက်ကအမိုက်ပုံမှာလာပြစ်သွားတာဖြစ်မယ်ကြည်စမ်းမအောင်ဘာမှမကြိုးပဲ့သေးဘူးအလုံးအကောင်တိုင်းမရှိသေးရင်လင်းလက်ကျဲကထို့သူပြောရင်နဲ့လှမ်းကြည့်လိုက်ရတုံ့လှုပ်ခဲရင်စွာအသက်ပြင်းပြင်းရှူနေသောချစ်သက်နွေ၏မျက်နှာကိုမြင်လိုက်ရသဖြင့်ဟင်းနင်ကဘာဖြစ်နေရတာလဲ တကယ်အလောင်းဟောင်းအောင်းမိပြီးကြောက်သွားတယ်ပေါ့လေဟုတ်လားမကြောက်ပါဘူးစခဲ့ရအယုတ်ကြီးမှငါတိသားပဲချက်သက်နယ်ကခမမပြန်ပြောလိုက်သည်လင်းလက်ကျဲကတော့အယုတ်ဤအောက်နှခမ်းကိုလှုပ်ရှားရန်မေးစေးမှာဆက်သွဲထားသည့်ကြိုးကိုဆွဲတင်ဆွဲချလှုပ်ရင်အယုတ်ကစကားပြောသည့်ဟန်ဖြင့်ဟင်းအင်းငါကအယုတ်မဟုတ်ဘူးအသက်ရှိရဲ့မယုံဘူးလားဟုအတန်ဖြက်ခါပြောလိုက်သည်ဒါကိုကြည့်ပြီးချက်သက်နယ်ကမျက်စောင်းတစ်ချက်ထိုးကငပေါ်မှာ လင်းလက်ကငပေါမဟုတ်ဘူးနင်းသာငပေါမအယုတ်ဤပါဇက်ကို ပွင့်ချီပိတ်ချီဖြစ်အောင်ကျိုးဆွဲရင်လင်းလက်ကအတန်ဖြတ်ခါပြောနေပြန်သည်လင်းလက်ကသူမ၏နှကန်းတို့ကို မလှုပ်ရှားအောင်သွားစီပြီးအတန်ဆူဆူဖြင့်ပြောနေခြင်းဖြစ်ရာသတ္တယုတ်ကပြောနေသည်နှင့်တကယ်ပင်တရံတူလာသည်ချစ်သက်နယ်ကတော့မနှစ်သက်ဟန်ဖြင့်နှာခေါင်းရှုံလိုက်ပြီးအနိုင်ပုံတွေကရတာဆိုတော့ယောဂါတွေပါခြင်းပါမဟာပြန်လှုပ်ပြလိုက်စမ်းပါဟာ အမေဘာလို့လွတ်ပြရမှာလဲဒီရုပ်ကိုငါတိတိကျကျသိမ်းထားမလို့ဘာနင်တကယ်ပြောနေရလားစစ်တန်ရယ်မယုံကြည်နိုင်စွာပြန်မေးလိုက်ရင်အရုပ်ကိုသင်္ကာမကင်းဟန်ဖြင့်ကြည်လိုက်သည်တငယ်ရောရုပ်ဖြစ်သောကြောင့်ဦးကောင်းမှစပင်များကိုဘယ်ညာတစ်ဖက်စီတွင်ချီနှောင်းပြီးနပန်းဆန်အဖြစ်ချထား၏အယုတ်ကနှစ်ပေနီးပါးခန့်ညင်းပြီးလက်နှစ်ဖက်တွင် လက်ကောက်ကြီးကြီးတစ်ဖက်စီ ပါရှိ၏ရှင်ဘက်တွင်လည်းဆွဲပြားအဝိုင်းကြီးတစ်ခုအဝတ်အစားများကမူ ဟောင်းနှမ်းလာပြီးဖြစ်ရာအယောင်အသွေးတိတ်မပေါ်လွင်တော့ပေရွှေရောင်ဘောကျဲစည်းကွက်များလဲနေရအတော်များများတွင်ပြုတ်ထွက်နေလေပြီခြေထောက်မှာတော့ရှားရောင်ကလေးပါးစားဖြင့်ချုပ်ထားသည်ဇမင်းသားများစီသောခြေနင်းကိုဝစ်ဆင်ထားသည်တငယ်တော်ရုပ်ဤမျက်နှာပေါ်တွင် ခြေတထားသောစေးရောင်များကတော့မပြက်ပြဲသည်မျက်လုံးကိုခြေထားသောစိအနှက်ရောင်သည်ဆိုပြီးတောက်ပါနေ၏အယုတ်ဤမျက်လုံးအိမ်များကမျက်တောင်မခတ်နိုင်သည်မှလည်း၏ နဘေးဝဲရန်တို့ရွေလျားနိုင်မေယာပိုပြီးအသက်ဝင်လာသည်တငယ်တော်ယုတ်ဤပားပြင်ပေါ်မှာတော့ဝိုင်းဝိုင်းဆက်ဆက်ပကွက်နှစ်ခုကို ရေးချဲထား၏နှကန်းအစုံကိုခြေတထားသော စေးနီရောင်မှလည်းပဂရိအသိနီပါပင်တတယုတ်ဤအောက်နှကန်းမေးစေးအတွက်တိကျတတအပိုင်းငယ်ပေါ်တွင်ပုံဖော်ပြီး အပေါ်အာကောင်အောက်မှ ပတ်တာဖြင့်အရှင်တက်ဆင်ထားခြင်းဖြစ်သည် ို့မှသာမေးစေရင်ဆက်ထားသောကြိုးကိုဆွဲလိုက်ရင်အောက်နှခမ်းကပါဖွင့်ကြီးပိတ်ကြီးလှုပ်ရှားနိုင်ပြီဖြစ်သည်ကြိုးကိုမဆွဲဘဲဒီတိုင်းချထားသည့်အခါမျိုးတွင်တက်သားမေးစေ၏အလေးချိန်ကြောင့်အယုတ်ဤအောက်နှခမ်းကလည်းတွဲလောင်းကြပြီးခဟဟဖြစ်နေသည်အမတ်တမဲကြည့်ရင်ပါဇက်ဟာပြီးပြုံးညီနေသည်ဟုထင်ရသည် သို့သော ကြည်လင်သောနှစ်လိုပွဲအပြုံးတစ်ခုတော့မဟုတ်ခါတီရက်ဆက်တတ်သူတယောက်ဤအပြုံးမျိုးဖြစ်လေသည် လင်းလက်ကျဲကတော့လက်တစ်ဖက်ကအယုတ်တွင်တက်ဆင်ထားသော ကျိုးမြကိုဆွဲရင်းကြံလက်တစ်ဖက်ကအယုတ်ကိုပွေကအခြေနှက်ကြီးခြေနှက်နေသည် သူမကစောစောကလိုပင်အယုတ်ဤပါဇက်ကိုဖွင့်ကြည့်ပိတ်ချီလုံးရင်းသူမ၏နှကန်းများကိုမလုံးဖဲအယုတ်ကစကားပြောဟန်ဖြင့်ငါ့နမဲကမလက်ဝါးလေကွဟွန်းဟွန်းဘာမှတ်တလေစတန်ရွယ်ကမျက်မှောင်ကုံရင်းငပေါ်မှသူ့ရုပ်ကိုနမဲပေးရတယ်ငလက်ဝါးတဲ့ကြောင်လိုက်တာ ရင်လက်ကျဲအယုတ်စကားတန်ဖြင့်ကြောင်တလားမကြောင်တလားသိကျင်ရှေ့တိုးကလေးနင်ပားပေါ်မှာဖြန်းခနဲ့ဖြန်းခနဲ့နေတော့လဝါစွမ်းပြလိုက်မယ်လက်လက်ကျဲကပြောရင်အယုတ်ဤလက်ကဝိတ်ကျိုးကိုတုံဆွဲပေးနေတော့ကြောင်အယုတ်ကလေးထဲတွင်လဝါတရွယ်ရွယ်ဖြစ်နေချစ်တဲ့နယ်ကကဲလင်းလက်ခလေးမဟုတ်ငယ်မဟုတ်အယုတ်နဲ့ဆော့မနေနဲ့ငင်းနဲ့ငါစပိန်ရှောက်စီးရုံမှလားမစီးရဘူးလားဒါပဲပြော အောင်မယ်ဟိုကောင်မျိုးမျိုးစော်နဲ့မတွေ့လိုက်ရမှာစိုးနေရပေါ့လေအယုံစကားတန်ဖြင့်လင်းလက်ဤလေချောင်းကိုညှင်းပြီးပြောနေတဲ့ကနားကလော်စရာကောင်းလာသည်ချစ်သက်နွဲကစိတ်မရှိစွာဖြင့်နင်းပုံစိုးပန်းစိုးအယုံကြီးကိုပြစ်ထားခဲ့ဆံမှာဟာငါကအယုံစိုးနင်းကသာရုပ်စိုးမှလင်းလက်ကျေကအတန်ချက်၍ပြောရင်အယုံဤပါဇက်ကိုဖွင့်ကြည့်ပိတ်ချီလုံယုံသားမကမျက်လုံးကိုပါဘယ်ညာရွေလျားပြလိုက်သေးသည်ချစ်သက်နွဲကဟွန်း အယုတ်ကစကားပြောရနဲ့လည်းမတူနင်ပါဇက်လှုပ်နေရတာအတိသားကြီးအောင်မဲဒါကတော့တဖြည်းဖြည်းလေ့ကျင့်ရင်တူလာမှာပေါ့ဟနင်တကယ်ပဲဒီရုပ်သေးနဲ့လေ့ကျင့်မလို့လားလင်းလက်အေးလေရုပ်သေးဆိုရင်ငါကအမြဲသဘောကျတာပဲဥစားနင်မမှတ်မိဘူးလားငါတို့ပကံသွားတော့ကလေအဲ့ဒီရုံးကတကယ်ကျိုးဆဲလို့ရတဲ့ရုပ်သေးရုပ်ကြီးတွေဝယ်ဖို့ပတ်စံမရှိရနဲ့အလှချိတ်တဲ့ရုပ်သေးရုပ်အငယ်စားလေးတွေပဲဝယ်ကြရတာလေအေးဟုတ်တယ်ငါလဲစင်ပေါ်မှာတကယ်ကတဲ့ရုပ်သေးရုပ်ကြီးတွေကိုသဘောကျတယ် စစ်တပ်တွေကလည်းတွေ့တွေ့ငင်းငင်းဖြင့်ရေရောလိုက်သူတို့အမွန်ကြီးမနှစ်အောင်စကားတပြောပြောဖြင့်လျှောက်လာရင် သူတို့အိမ်ရှိလမ်းမကြီးပေါ်သို့ရောက်လာ၏လင်းလက်ကျဲကတော့ရုပ်သေးရုပ်ကလေးကိုတယူတရပွေထားစေပင်စစ်တပ်တွေကလမ်းပေါ်တွင်တွေ့ရသောကြောက်ခဲအကြီးကြီးတလုံးကိုခြေထောက်ဖြင့်လွှဲကန်လိုက်ရင်ငါတို့နင်းရုပ်ကိုကြည့်ရတာကြောက်เสียရကောင်းနေထင်တာပဲအမိုက်ပုံလေးကိုပဲသွားပြန်ပြီးပြစ်ထားလိုက်စမ်းပါဟာအမေဘာလို့ပြရမှာလဲဟာ တကယ်တော့နင်ငါ့ကိုမနာလို့ဖြစ်နေရမဟုတ်လားချစ်တဲ့နယ်ကပြန်ညင်းဆန်ဖို့ဟန်ပြန်လိုက်စင်မှာပဲခက်လန်းလန်းပါစူးစူးညံ့ညံ့အတန်များကိုကြားလိုက်ရသည်လှမ်းကြည့်လိုက်တော့ခါလမ်းထိပ်စီမှနေ၍ပြေးလာတော့ဖိုးသားနဲ့ဖိုးခွားညီကိုနှစ်ယောက်ကိုတွေ့လိုက်ရ၏ဖိုးသားနဲ့ဖိုးခွားညီကိုနှစ်ယောက်ကကိုနှစ်ဆယ်နှစ်သားမျှသာရှိပြီးအလွန်ချစ်စရာကောင်းသည်တခါတည်းသူတို့၏အဖေအမေတို့အပြင်သွားရင်ချစ်တဲ့နယ်တို့ညီမနှစ်ယောက်ကသွားကူးပြီးထိမ့်ပေးရသည် အနီးသို့ရောက်လာသောဖိုးသားကလင်းလက်ကျဲဤရင်ဝင်ထဲမှအယုတ်ကိုလက်ညှိုးထိုးပြီးအဲ့ဟာဘာရုပ်လဲဟင်အဲ့ဒီအယုတ်ကစကားပြောတတ်လားအငဲကောင်ဖိုးခွားကလည်းဝင်မေးသည် သူကတော့အယုတ်ကိုနည်းနည်းကြောက်နေပုံရ၏အနီးသို့ပိတ်မကက်ရဲ့ဟဲ့ကောင်လေးငါနာမည်ကငလဝါကွလင်းလက်ကျဲဟာနှက်ခမ်းကိုမလုပ်ပဲအယုတ်ကပြောဟန်းဖြင့်နှုတ်ဆက်လိုက်သည် သူမငလဝါးရဲ့လက်ကိုဝေယံနှုတ်ဆက်ဟန်ဖြစ်အောင်ကြိုးကိုဆွဲလိုက်တော့လေ ကျိုးရီရှုပ်ရက်ခက်ခါညိနေသဖြင့်ရုပ်ဤလက်ကလိမ့်ဖဲလိမ့်ဖဲဖြစ်နေသည်ဖိုတာကဒီရုပ်ကိုဘယ်ရရလာလဲအယုတ်ကမျက်လုံးတွေလဲလှုပ်တယ်နော်ဖိုခွာကသူ့ကိုနောက်တွင်ကြွယ်ကရက်နေရင် မရေတရေလှမ်းပြော်ဤလင်းလက်ကျဲကအယုတ်ဤပါဇက်ကိုဖြန့်ကြီးပိတ်ချီလုံရင်မျက်မျက်လုံးတွေအောင်လှုပ်သေးရငါကဘာလို့မလှုပ်ရမှာလဲပြောကအယုတ်ဤမျက်လုံးများကိုမျက်စပစ်တလို့မျိုးဝဲရသူလှင်မြန်စွာလှုပ်ပြလိုက်ဤ ခြာသိမ်း၎င်းကသဘောကျပြီးခွတ်ထိုးခက်လန်ရည်ကြသည်ဖိုခွားကအနေငယ်ရဲတင်းဟန်ဖြင့်ရှိသူတူးလာပြီးအယုတ်ဤလက်မောင်းကိုလှန့်ကင်လိုက်သည်လော့လော့နာလိုက်တာရုတ်တရက်မို့အယုတ်ကအော်လိုက်သည်ဟုထင်ပြီးဖိုခွားတစ်ခုလုံးတုံရင်သွားကဆက်ကနေလှုတ်ချလိုက်သည်ပြီးတော့မှလင်းလက်ကျဲကအတန်တူးဖြင့်အော်လိုက်မှန်းသူတိသွားပြီးရှက်ရည်ရှိနေဖိုသားကတော့သူညီကြောက်လန့်သွားပုံကိုကြည့်ပြီးအော်ကြီးဟစ်ကျဲရှိလေတော့သည် အဲ့ဒီတခဏအတွင်းမှာပဲခြာတိတ်နှကောင်သည်လင်းလက်ကျဲဤပရိသတ်များဖြစ်မှန်းမသိဖြစ်သွားကြ၏လင်းလက်ကျဲကကြည်နူးပီတိဖြစ်စွာပြုံးရင်သူမြမရှိအားစီသို့လှန်ကြည့်လိုက်၏စစ်သက်နှွေကတော့ခက်လန်းလန်းကတက်တုံးတစ်ခုပေါ်တွင်တွားထိုင်နေသည်လင်းလက်တို့လူစုကိုလည်းမကြည့်ပဲအဝေးသို့မျက်နှာလွှဲထား၏သူမ၏မျက်နှာပေါ်တွင်ကတစုံတစ်ခုကို အလိုမကျသောခံစားမှုကပေါ်လွင်နေသည် သူငါ့ကိုတကယ်မနာလို့ဖြစ်နေရပဲဟုလင်းလက်ကျဲကတွေးလိုက်သည်။ဘာပဲဖြစ်ဖြစ်သူမ၏အောင်မြင်မှုအတွက်လင်းလက်ကျဲကကျေနပ်နေမိ။သူမကနှစ်လိုစွာပြုံးရင်းလက်ထဲမှတသားရုပ်ကိုငုံကြည့်လိုက်သည်။ဟင်းလင်းလက်အံ့အံ့တင်သွားသည်။ငလဝါကသူ့ကိုတက်တက်ပြန်ဆိုင်ကြည့်နေတော့ကြောင့်ဖြစ်၏။သူ့ကြီးကတိစိတ်တစုံတရာရှိနေသည့်အကြည့်မျိုးပြီးတော့သူ၏ခါတီတော်အပြုံးကလည်း တစုံတရာကိုရက်ဆက်ဖို့ရည်ရွယ်ထားသောအပြုံးဖြစ်သည်။ဇလန်းလေးကိုကြိုက်နေတတ်တဲ့ဆိုရင်တော့ကျမတို့ရဲ့ရန်ကုန်သူ Oreo Channel လေးကို Like and Subscribe လုပ်သားပေးပါအောင်နော်။အပိုင်းနဲ့မှ ပြန်လဲဆုံကြပါမယ်ရှင်။အားလုံးပဲပိုင်ပိုင်ပါ။